လာပါရှင်ဖြစ်တဲ့တယ်လီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်အခုပထမဆုံးအေအေထင်းချုံနယ်မြေများကိုထိုးဖောက်နိုင်ရန် စစ်ကောင်စီကနီလန်းမျိုးစုံဖြင့်ကြိုးပမ်းနေစွာသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်စခိုင်းကမြို့နယ်၁၄ခုအထိလက်လွတ်ထားရသည့်စစ်ကောင်စီကလက်ကျန်မျိုးများကိုကာကွယ်ရင်းနှင့်ဆုံဆုံမျိုးများကိုပြန်လည်ထိန်းချုပ်နိုင်ရန်တံမြန်ထိုးစစ်အစီအစဉ်များကိုပြင်ဆင်နေကြောင်းဒေသခံများနှင့်စီရေးကိစ္စတို့ကပြောဆိုကြပါသည် ်စစ်ကောင်စီကရခိုင်ကလက်ကျန်မျိုးများဖြစ်သည့်စစ်တွေကြဖြူမန်းအမျိုးတို့မှ ရေချောင်းကိုအုံပြုကလူအသည့်လက်နက်ခရဲနှင့်စစ်ကူတပ်ဖွဲ့ဝင်များကိုအသားစီမရှိဖြစ်တင်းနေကြောင်းသိရှိရပါသည်အလားတူပြည်မမတစိန်ကွာငန်တန်းချောင်းအမ်ဘရန်နေတောင်ကုန်းပရောင်ကုံတွင်လန်းချောင်းပါဝင် ကြီးရလေအင်အားသုံးတံမြက်တက်ခတ်မှုများပြုလုပ်ရန်စစ်ကောင်စီကယူရထားကြောင်းသုံးသပ်ကြပါသည်စစ်တရက်ကြည်ကြည်မမဦးဒီယာကအေအေကိုပဲစိတ်ဝင်စားနေတဲ့အချိန်ပေရင်ရေတက်ရောလေတက်မှလည်း တယ်ယူပို့ဆောင်ရေးလေယာဉ်တွေကိုတက်တော်အလျင်အမြန်ဝင်ထားတာကိုတွေ့ရတယ်စစ်တပ်ကအဓိကလိုချင်တာကတော့ရခိုင်ပြည်တောင်ပိုင်းမြေလိုစီရီယံပိုကြီးစင်ရောကတုံ့တက်ပြောဆိုပါတယ်ကြားဖြူမျိုးမတဆိုင်ရံမြေကျုံကိုပြန်လည်ထိုးစစ်စင်ကရခိုင်တောင်ပိုင်းဖြစ်သည့်အန်းတောင်ကုန်းနဲ့တန်တွဲကိုဥတီတီစစ်စင်ရေးများစစ်ကောင်စီကပြုလုပ်နိုင်ခြင်းရှိကြောင်းလည်းစီရေးကဲခတ်တို့ကဆိုပါတယ် ကြားဖြူမြို့နယ်ကတရုတ်စီမံခန့်ကြီးများစေတာကြောင့်စစ်ကောင်စီအတွက်စီဝါရေးနေဂုံတိတ်ခါပိုင်းအရာအရေးပါသည့်နေရာဖြစ်ပြီးလက်ရှိကြားဖြူလမ်းပွဲမှာအေးဘက်ကနောက်ဆုတ်ပေးနေရကစစ်ကောင်စီကမြို့နယ်စလေးမိုင်ခန့်အထိရှေ့သွလာနေကြောင်းသိရပါတယ်။အခြားတစ်ဖက်မှာလည်းစစ်ကောင်စီကစစ်တွေမြို့မှတင်ဆက်ပုံနာကျုံကိုတံမြန်ထုတ်စစ်စင်ရန်၎င်းတို့ဖြစ်စီထားသည့်မင်းချောင်းတရားကိုပြင်ဆင်နေပြီးလက်နက်ကြီးလေးကြားပစ်ကူများဖြင့်တရွေ့ရွေ့ရှိသွန်းလာမည်ပုံမြင်ရကြောင်းပုံနာကျုံဒေသခံမြို့သားတအူးကပြောပါတယ် လက်ရှိမှာစစ်တွေမြို့နယ်ပတ်လည်ရှိပုံနာကျုံရေဒေတာပေါတော်မြို့နယ်များကိုနေ့စဉ်ရက်ဆက်လေးကြောင်းတိုက်ခတ်မှုများရှိနေခြင်းမှာမြေပြင်ထိုးစစ်ပြုလုပ်ရန်အတွက်ချိန်ချောက်ထားခြင်းဖြစ်နိုင်ကြောင်းစီရေးကက်ခတ်တို့ကတုံ့တက်ပါတယ်။စစ်ကောင်စီကပုံနာကျုံကိုပြန်လည်သိမ်းပိုက်နိုင်မှာကအုတ်ထုတ်ရေဗဟိုချက်ဖြစ်တဲ့စစ်တွေမြို့ဤလုံခြုံရေးကိုမြှင့်တင်နိုင်သည့်အပြင်ဗူရီတောင်မောင်တော်ရေဒေတာစသည့်ရခိုင်မြောက်ပိုင်းကိုစီရေးအရာထိန်းချုပ်ရန်ခွင့်လမ်းများရှိနေကြောင်းလည်းတုံ့တက်နေကြပါတယ်။ စီရီယံပိုကြီးစင်ရွာကရခိုင်တောင်ပိုင်းကိုလုံရင်နဲ့မြောက်ပိုင်းမှာလည်းစစ်ရဲတပ်ဘောကနှစ်ဖက်ဟန်ချက်ညီအောင်လုပ်ကြတာပေါ့အဲ့ဒီတော့ရခိုင်တောင်ပိုင်းကိုမရခဲ့ရင်တောင်မှပင် ပုံနာကျုံလောက်ထိကရင်ပေါ့နော်ဆက်ပြီးဟိုဘက်ကတူးမပေါ်လို့ပြောပါတယ်လက်ရှိမှာစစ်ကောင်စီကမောင်နှုံမြို့နယ်နဲ့တန်တွဲမြို့နယ်ကသက်စင်ကန့်ကတ်တိုက်ပွဲများပြုလုပ်ရန်ရေတပ်တင်မော်များရခင်ကအထက်လှည့်လည်သွားလာနေသည်ကိုမြင်ရကြောင်းလဲအေအေနဲ့နေဆက်သူများကပြောပါတယ် စက်ကောင်စီတံမြန်ထိုးစစ်အစီအစဉ်များမှာအားသာချက်များရှိပေမဲ့အေအေကကုန်တွင်ပိုင်းဆက်တွေမှုကိုထိန်းချုပ်ထားတာကြောင့်စက်ကောင်စီအနေဖြင့်ရိတ်ခါနဲ့အင်အားဖြစ်သင့်မှုပြဿနာများကြောင့်အောင်မွေးရရှိရန်ခက်ခဲမှုများရှိကြောင်းလည်းသုံးသပ်ကြပါသည်ရခိုင်ပြည်လုံးဆိုင်ရာကြောင်နာနှင့်လူငယ်များအစီအယုံအတွင်ရေမှုဟောင်းကိုတင်ဦးက စစ်ကောင်စီတွေထိုးစစ်စင်တာကဆင်လို့ရပြီမဲ့လွယ်လွယ်ကူကူနဲ့တော့လောလောဆယ်မှာတင်နိုင်မယ်မထင်ဘူးဘာလို့လဲဆိုတော့အာတခတက်တော်ဘက်ကလည်းမြေပြင်ကိုစုံမထားတဲ့အဲ့ဒီမှာတက်အင်အားတွေအများကြီးခြားထားတာစီကောင်းရှိပါမယ်လို့ပြောပါတယ်အေကခုခံကာကွယ်ရေးအသင်းစီနေမှုအပါအဝင်လက်ရှိမှာစစ်တင်အင်အားဒေသခံလူတွေထောက်ခံမှုနဲ့စစ်ရေးအတွေ့အကြုံများအရာအသာစီရနေတာကြောင့်စစ်ကောင်စီထုတ်စစ်ကိုခြေဖြတ်နိုင်မယ်လို့လည်းသုံးသပ်မှုများရှိနေကြပါသေးတယ်။ လက်ရှိမှာစစ်ကောင်စီသည်အေအေထင်းကျုပ်ဒေသကဆေးဘေးဆောင်နှင့်အရက်သားများနေထိုင်ရာကျေးရွာစာတင်ကြားဆေးဘေးဆောင်စခန်းများကိုလက်နက်ကြီးလေးကြောင်းတိုက်ခတ်မှုများပြင်းပြင်းထန်ထန်ပြုလုပ်နေတာကြောင့်အရက်သားထိခိုက်ဒေဆုံးမှုအကြီးအကျယ်အတွက်တိုးလာနေပါတယ်ရှင်။ဆက်လက်ပြီးစစ်တပ်၏ရွေးကောက်ပွဲကိုထောက်ခံသည့်လှုပ်ရှားမှုကမ်ပိန်းမှာနေမေကျော်မင်းနာမင်းနမီနေအမှုပညာရှင်များအားလုံးပါဝင်ရင်း Forever Group မှစစ်ထောင်လမ်းရီဟောင်းအရာရှိဟောင်းတင်ထုံးအောင်ကဦးစည်းဖီအားပေးဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ အကြံမဲ့စတဲ့ဤရွေးကောက်ပွဲကိုထောက်ခံသည့်လှုပ်ရှားမှုကမ်ပိန်းများမှနမေကျော်မင်းနာမင်းသမီးနှင့်အမှုပညာရှင်များအားလုံးပါဝင်ရင်းဖော်အေဘာဂရုမှစစ်ထောင်လန်ရီဟောင်းအရာရှိဟောင်းတိန်းထွန်းအောင်ကဦးစီးပြားပေးနေကြောင်းပြည်သာရေးဝန်ကြီးဌာနသတင်းရင်းမြစ်ကအတည်ပြုပြောဆိုပါတယ်။ စစ်နက္ခတ်တော်အပစင်းစနစ်ကြောင်းစင်ဖြစ်ခဲ့သည့်စစ်ထောင်လန်ကြီးဟောင်းလည်းဖြင့်ပြန်ကြားရေးဝန်ကြီးဌာန၏ညွှန်ကြားရေးမူဟောင်းလည်းဖြစ်တဲ့တိန်ထွန်းအောင်ကစစ်တပ်၏ရွေးကောက်ပွဲကိုထောက်ခံသည့်လှုပ်ရှားမှုကမ်ပိန်းများအလုံးမှအမှုပညာရှင်များအလုံးအစိုးရများအလုံးပါဝင်ရည်အတွက်အ धिक အဦးစီးလှုပ်ဆောင်ဖိအားပေးနေသူဖြစ်ပါသည်ပြန်ကြားရေးဝန်ကြီးမမအောင်ကလည်းစစ်တပ်ကတော်တပတ်စဉ်နဲ့အတူတူတက်ခဲသည့်တိန်ထွန်းအောင်ကိုစစ်တပ်၏ policy လိမ့်လည်ဝါဒဖြန့်သည့်လှုပ်ရှားမှုများနဲ့ policy ရုပ်ရှင်ဇာတ်ကားများရိုက်ကူးရန်တာဝန်ပေးအပ်ထားကြောင်းသိရှိရပါသည် တိန်ထွန်းအောင်မှဒုစစ်ကောင်စာစိုးဝင်းနေဒုဗိုလ်ချုပ်ကြီးအပြင်ပြန်ကြားရေးဝန်ကြီးဗိုလ်ချုပ်ဟာမမအောင်တို့နဲ့စစ်တပ်ကတူအပတ်စနစ်စနစ်ကိုအတူတက်ခဲ့သူလည်းဖြစ်ပါတယ်။အခုရွေးကောက်ပွဲအတွက် policy ဇလန်းတွေခြိုက်တာတက်ချင်းကမ်ပိန်းလှုပ်ရှားမှုတွေအကုန်လုံးကဦးသိန်းထွန်းအောင်ကဦးစီးလှုပ်တောင်းပြန်ကြားရေးဝန်ကြီးကလည်းသူ့ကိုပဲတာဝန်ပေးတာအာဏာပါဝါပြနေတာသူပဲလို့ပြန်ကြားရေးဝန်ကြီးဌာနသတင်းရင်းမြစ်ကရှင်းပြပါတယ်။ တင်းထွန်းအောင်ကတဖက်မှာလည်း Forever Crew ဤတီထောင်သူဒုတိယဥက္ကဋ္ဌနှင့်တာဝန်ခံတအုပ်ဖြစ်ပြီးပင်တရမှာရုပ်ရှင်မျိုးတော်တည်ဆောက်ကမြေအေကရာပေါင်းများစွာပိုင်ဆိုင်ထားသူလည်းဖြစ်ပါရရှင်ဆလဘင်းပေါင်းတဲ့မြိုင်မျိုးနဲ့အတွင်းစစ်တပ်ကစစ်ကြောင်းထုတ်ပြီး ချင်းရအတွင်စီပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူတောင်းနဲ့ချီသည့်ပြည်သူများထွက်ပြေးနေရဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်အတွင်အကြမ်းမတ်စစ်တပ်ကစစ်ကြောင်းထိုးပြီးချင်းရအတွင်စီပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူနေကတောင်းနဲ့ချီသည့်ပြည်သူများမှလည်းစေဝေးဆောင်ထွက်ပြေးနေရကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ နိုဝင်ဘာလ10ရက်နေ့နနက်ပိုင်းမှာစတင်ပြီးပေါင်းမျိုးနယ်အတွင်းစစ်ကြောင်းထုံးမိစုနေသည့်အကြမ်းမဲ့စစ်တပ်ကမြေချာရွာတပုစုရွာတောင်းတရွာနဲ့အနီနာစီကျေးရွာများမှပြည်သူပိုင်ပစ္စည်းများကိုနှွားလဲများဖြင့်ယူဆောင်ပြီးပေါင်းမျိုးပေါ်သို့ပို့ဆောင်နေကြောင်းထိုကိုးညာဘာပစ္စည်းများကိုလည်းပေါင်းမျိုးပေါ်မှတစင်ပြည်စော်တီများက၎င်းတို့ရွာများထံသို့နှွားလဲများဖြင့်ထပ်မံယူဆောင်သွားကြောင်းသိရပါသည် စစ်တပ်ကပေါင်းမြို့နယ်အတွင်းသို့အော်တိုဘားလ29ရက်နေ့မှစတင်ပြီးစစ်ကြောင်းထိုးခဲ့ကြောင်းစစ်ပြူကမစ22မှာထွက်လာသည့်တမကူကူလန်အောက်ခံတရင်တရကို439ဆလီရိုမစစ်သားများအပြင်ပင်နာမြူစော်တီရွာနှင့်ဒီတော့ကွင်ရွာပြူစော်တီရွာတို့မှပြူစော်တီများပါပူးပေါင်းထားတာကြောင်းအင်အား900ခန့်ဖြင့်ပေါင်းမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါစစ်တပ်စစ်ကြောင်းကအော်တိုမာလာ30ရက်နေ့ချက်ကန်ရွာ၊နိုဝင်မာလာ6ရက်နေ့တရက်ဖီရွာ၊နိုဝင်မာလာ7ရက်နေ့လဲလန်ရွာ မြေသားရွာနဲ့နိုဝင်မလ9ရက်နေ့တောင်းတရွာတို့ကိုမိရှုဖြတ်စေခဲ့ပြီးရိုးကြီးရွာအနောက်ဖက်ရှားရည်ပြင်မိုးကောင်းချောင်းမှာအသက်30အရွယ်ကိုဆွေမင်းနဲ့ရိုးကြီးတော်မှာရိုးကြီးတော်မှာအသက်40အရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီစစ်ကွေးစစ်ကြောင်းကဆေဖြူကမဆာကနေထွက်လာကလေးကရွာရည်ထဲကိုဝင်ရောက်ဆင်းနေပြီးမိရှုနေတာ အဲ့ဒီစစ်ကြောင်းကပြည်သူနှအူးကိုလည်းဖမ်းဆီးတပ်ဖြတ်ထားတယ်။ရွာတွေကိုလည်းစက်တိုင်ဝင်ရောက်စီနေအခုလည်းပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူနေတယ်လို့ဒေသပြည်သူများကပြောဆိုပါတယ်။အလားတူမကွေတိုင်းမြိုင်မြို့နယ်အတွင်းကိုစစ်ကြောင်းထုံးနေသည့်အကြမ်းမက်စစ်တပ်ကလည်းယနေ့နိုဝင်ဘာလ10ရက်နေ့နက်နက်၈နာရီခန့်မှတရက်ကံပြူစော်တဲ့ရွာမှထွက်လာပြီးစုကန်တိုက်ရွာကိုဝင်ရောက်စီနေနေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ ရှင်နေနိုဝင်မာလာစေရနေ့နနက်စနေကြောခန့်အချိန်မြိုင်မြို့နယ်တောင်ပိုင်းတရက်ကံပြူစော်တီရွာမှာရောက်ရှိနေသည့်အကြမ်းမတ်စစ်တပ်စစ်ကြောင်းကအစီအမြောက်ရက်သို့ထွက်ခွာလာပြီးစုကန်တိုက်ရွာကိုဝင်ရောက်စီးနင်းနေကြောင်းလက်ရှိအချိန်စစ်တပ်၏စစ်ကြောင်းထုံမှုကြောင်းကျေးရွာများစွာမှပြည်သူများမှလည်းစစ်ပေးကင်းလို့ရသည့်တာများတို့ထွက်ပြေးသိမ်းဆောင်နေရကြောင်းသိရပါရရှင်။